ရှင်ဖေသာသနာမှာဂိုင်းကိုဂိုင်းရှိတယ်လို့ကြားဖို့ပါတယ်ဖေဂိုင်းကိုဂိုင်းရဲ့ဒီဟိုတမိုင်းเจ้าနဲ့ဘာเจ้าဂိုင်းကိုဂိုင်းကရှိရလဲရှင်းပြပေးပါဖေနောက်တစ်ခါကျအတန်သွင်းပြီးဖွင့်ပြရမယ်တဲ့မောင်ရမအပတ်တိုင်းပါဒီဘေကောင်အတန်သွင်းနာရမယ်ဂိုင်းကိုဂိုင်းတော်တော်စိတ်မဆောင်ကြအမြဲတမ်းမေးတယ်ဒီဘေကောင်လေဂိုင်းကိုဂိုင်းမှာဟိုဘယ်နှတော့ဂိုင်းကိုဂိုင်းလို့မဟုတ်ဘူးသူအုတ်စုအုတ်စုဂရုလေးဖွဲ့ပြီးနေကြတာ ်ခိုင်းနေရမ်းများတယ်ဟုတ်ရင်တော့ဆိုလို့ရှိရင်သူ့အုပ်စုနဲ့သူပေါ့နော်ဟိုအုပ်စုလေးအုပ်စုလေးတွေဖွဲ့ပြနေကြတာအဲ့တော့မင်းတို့မင်းလက်ထက်ပဲဆိုကြပါစို့လေမင်းတို့မင်းလက်ထက်မှာပဲမင်းတို့မင်းရာသူကအဲ့စာဖဲစာပေထဲမှာလာတဲ့ဟိုသူတမာဇရက်တွေပါတယ်သူကအရန်အားကြတာနှစ်ပြီမှာဆိုရင်သူတမာဇရက်ဆိုတာရှိတယ်လေတရားဟောတဲ့တစောင်းဝန်ပေါ့နော်အဲ့ဒါကိုအားကြတော့ယနေ့ချိန်ဒီမန္တလေးမှာရှိပါတယ်သူတမာဇရက်တန်းဆိုပြီးတော့နန်းပြီးမှာအဆောင်ကြီးတွေရှိတယ်တသားကြီးတွေလောက်ထားတာလေဆိုတော့အဲ့သူတမာဇရက်တန်းမှာသူကဒီ ဆရာတော်ကြီးတွေပေါ့ယနေ့ခေတ်တန်ခါမဟာနိုင်ကလို့ဆရာတော်ကြီးတွေပေါ့နော်သတ်မှတ်ထားတဲ့ဆရာတော်ကြီးတွေကိုပင့်ဖဲ့ပြီးတော့အဲ့မှာတရားဆုံးဖြတ်တာပေါ့နော်တန်ခါအမှုကိစ္စတွေဘာတွေကိုဆရာတော်ကြီးတွေကဆုံးဖြတ်ပေးရတာဆိုတော့အဲ့ဒီတုဒ္ဓမာဆရာမလာရောက်ပြီးတော့တရားဆုံးဖြတ်ရတဲ့ဆရာတော်တွေကိုတုဒ္ဓမာဝင်ဆရာတော်လို့ခေါ်ကြတယ်ခိုင်းနေနေမဟုတ်သေးဘူးနော်ခိုင်းနေနေမဟုတ်ဘူးဒီတုဒ္ဓမာဆရာမလာပြီးအလုပ်လုပ်တဲ့ဆရာတော်တွေကိုမဟုတ်လို့တုဒ္ဓမာဆရာတော်လို့ခေါ်ကြတာကိုတုဒ္ဓမာခိုင်းတစ်ခုနေနေမဟုတ်ဘူးခိုင်းဖွဲ့တာမဟုတ်ဘူးအဲ့ဒီတုဒ္ဓမာဆိုတဲ့အတော်လုံးကအဲ့ဒီအစားပေါ်လာတာတုဒ္ဓမာဆရာမအလုပ်လုပ်တဲ့ဆရာတော်တွေမဟုတ်လို့တုဒ္ဓမာဆရာတော်လို့ခေါ်တယ် ောက်ချွချင်းဆရာတော်ကြတော့သူကချွချင်းဒါဇာတိကနော်ချွချင်းဇာတိကနေလာလို့သူ့ရဲ့ဇာတိကိုအကြောင်းပြပြီးတော့ချွချင်းဆရာတော်လို့ခေါ်တာအဲ့တော့ဒီဆရာတော်ကဟိုမင်းတို့မင်းမင်းသားဘွားကလေးကအလွန်ချင်းညိုတာလေမင်းသားဘွားကလေးကငါသားဘရင်ဖြစ်ခဲ့မယ်ဆိုရင်ဒီဆရာတော်ကိုသာသနာပိုင်ခတ်မယ်ဆိုတဲ့စိတ်တို့မှရှိပြီးသားအဲ့ဒီရည်ရွယ်ချက်နဲ့သူဘရင်ဖြစ်တဲ့အချိန်မှာအဲ့ဒီဆရာတော်ကိုရောက်အောင်ပင့်တယ်နေပြည်တော်ကိုရောက်တယ်ဒါပေမဲ့သာသနာပိုင်ယာထုကိုမယူဘူးချွချင်းဆရာတော်ကသာသနာပိုင်ယာထုလက်မခံအောင်မင်းဆရာတော်မလုပ်ချင်ဘူးပေါ့နော် တော့တခြားဆရာတော်တစ်ပါးကသာသနာပိုင်ဖြစ်တယ်နော်သာသနာပိုင်ဖြစ်တယ်အဲ့တော့အဲ့ဒီမှာမင်းနေပြည်တော်ကိုရောက်တဲ့အချိန်မှာရွှေချင်းဆရာတော်ကသာသနာပိုင်ဆရာတော်သွားကတော်တယ်ပေါ့နော်ဒါထုံးတဲ့ဆန်လာရောက်ကိုတက်ကြီးတဲ့ဆရာတော်သွားကတော်တဲ့အခါမှာအဖက်မလုပ်ဘူးဟိုကစကားမပြောဘူးဒါတမိုင်းဆောင်မှာပါတယ်တိုင်းပြောပြတာနော်အချို့ကလည်းအဲ့ကောင်မဟုတ်ဘူးလို့လည်းပြောကြတာပေါ့နော်ရွှေချင်းတမိုင်းမှတ်တမ်းမှာတော့ရွှေချင်းခိုင်းကထုတ်တဲ့ဆောင်မှာတော့အဲ့တိုင်းပဲပါတာနော်အဲ့တော့ရွှေချင်းဆရာတော်ကြီးကသွားကတော်တဲ့အခါမှာဟိုကစကားမပြောဘူး ငါစကားလုံးဝမပြောအကြောင်းတစ်ခုရှိမှာပေါ့လေဒါတော့ तू မကြိုက်လို့လည်းဖြစ်ဖြစ်မှာပေါ့လေမပြောအဲပြန်လာတယ်နောက်တစ်ခေါက်သွားကြတော့လည်းမပြောဘူးအဲ့လိုမျိုးသုံးချိန်သုံးခါကြတော့လည်းစကားတစ်ခုမှပြန်မပြောဘူးအဲ့တော့အဲ့နဲ့မသွားတော့မသွားတော့ခါကြမှာအဲ့ဒီဘုံကြီးအဲ့ဒီသာသနာမင်းဆရာတော်ကချွတ်ချင်းဆရာတော် तू အမိန့်နဲ့ခေါ်တယ်ချွတ်ချင်းဆရာတော်လာကြတော့မယ်ဆိုပြီးအမိန့်နဲ့ခေါ်တယ်ဟောမသွားတော့ဘူးချွတ်ချင်းဆရာတော်ကလည်းနည်းနည်းဈေးကင်လိုက်တော့ပြန်ပြီးတော့နော်ဟို तू သွားကြတော့ तू စကားမပြောဘူးအခုကြမှာငါ့ကိုအမိန့်နဲ့ခေါ်တယ်ငါမသွားနိုင်ဘူးဆိုပြီးတော့ तू ကမသွားဘူး မသွားအဲ့တော့မသွားရကောင်းလားဆိုတော့ဟိုစိတ်ဆိုးတာပေါ့နော်ဟိုစာတမ်းငါခေါ်တာမလာရကောင်းလားဆိုတော့ချိန်ဆယ်တော့ငါအဲ့ဆိုမနေပြီတော့မနေတော့ဘူးငါမန္တလေးမနေဘူးပြန်မယ်ဆယ်တော်ကြီးอ่ะအဲ့တော့သူ့အရက်ဒေသကိုပြန်ဖို့လုပ်တယ်အဲ့တော့မင်းတို့မင်းရတိသွားတဲ့ခါကျတော့ဘာကြောင့်ပြန်မလဲမေးတော့ဒီလိုဒီလိုကြောင့်ဆိုဟာအဲ့လိုဆိုရင်မဖြစ်ဘူးမပြန်နဲ့နော်ဒီနေပြီတော့မှပဲသာသနာပြုပါဆိုပြီးတော့အမိတ်တခုထုတ်လိုက်တယ်ချွချင်းဆယ်တော်ဒီဒီဆယ်တော်လေးနဲ့ဘာမှမပတ်သက်စရာတိချာကနာဝိမုတ်ပေါ့သူခေတ်ကတော့ဒီတန်ဃာတော်လေးနဲ့မပတ်သက်စရာဘူးသူ့ကိုဘယ်သူမှအမိတ်ထုတ်ခွင့်မရှိရအောင် ဆင့်ခေါ်ခွင့်မရှိရဘူးအာနာဘသူစက်မတက်ရအောင်ဆိုပြီးတော့ဒီမန္တလေးရဆရာတော်ကြီးတွေနဲ့တိချခွတ်ထုတ်လိုက်တယ်ဒါမင်းတို့မင်းရအမိန်ကခွတ်ထုတ်လိုက်တာအဲ့တော့ရွှေချင်းဆရာတော်ကြီးကတိချခိုင်းတခိုင်းလုံးဖြစ်သွားတာပေါ့နော်အဲ့တော့ဆရာတော်ကြီးကိုအကြောင်းပြပြီးတော့ဒါရွှေချင်းခိုင်းဆိုပြီးခေါ်ကြတာအဲ့တော့ဆရာတော်ကြီးကတပည့်ဆက်ဆက်ကိုလည်းဒါရွှေချင်းခိုင်းဝင်တန်ခါများလို့ဖြစ်သွားကြတယ်အဲ့တော့ဒီဘက်ကရွှေချင်းဖြစ်သွားတော့ဟိုကလိုလိုရင်းသူ့တမဖြစ်သွားတာပဲနော်ခိုင်းတခုဖွက်လိုက်တာမဟုတ်ရွှေချင်းဆရာတော်ရဲ့တပည့်ကလွဲလို့ကျန်တဲ့တပည့်တွေကျန်တဲ့တန်ခါတွေအားလုံးဒီသူ့တမဆရာတော်ဆိုပြီးတော့ဖြစ်သွားကြတာအလိုလိုရင်းသူ့တမခိုင်းတခုဖြစ်သွားတာပေါ့နော် အဲအဲ့လိုမျိုးအဲ့တော့သူတို့မှလည်းချူချင်အဲ့ဒီကစားကွဲတာပဲအဲ့ဒီကမှဒီဘက်ကအုပ်ဖို့ဆရာတော်တို့ကပေါ်လာတယ်ဒီအောက်ပိုင်းမှာဟိုကချူချင်ဆရာတော်တို့ကအထက်ပိုင်းမှာခက်ပြိုင်လေးပဲနော်အဲ့တော့အုပ်ဖို့ဆရာတော်တို့ကြတော့သူကကာယကံဝစီကံမနောကံလို့ရှိခိုးတာကိုမကြိုက်ဘူးတဒွါရနဲ့ရှိခိုးတာကိုကြိုက်တယ်သူကကံဟာမှားတယ်ပေါ့ဘုရားဟောအညီဘုရားဟောတဲ့အညီရှိခိုးမယ်ဆိုလို့ချင်းကာယဒွါရဝစီဒွါရမနောဒွါရလို့ရှိခိုးရမယ်ကာယကံဝစီကံမနောကံရှိခိုးတာမှားတယ်ဆိုပြီးတော့ပြောတယ်ဒါလည်းလေဒီဆရာတော်တို့ရှင်းတာလည်းရှိပါတယ်နော်ဆိုတော့အဲ့ဒါ ဒွါရနဲ့ရှ िख ိုးရမယ်လို့ပြောတဲ့ကြအဲ့ဒီဆရာတော်ကိုဒွါရဆရာတော်လို့ခေါ်တယ်အဲ့တော့အဲ့ဒီဆရာတော်ရဲ့တပည့်ဆက်ဆက်ကိုဒါဒွါရခိုင်းဝင်ဖြစ်သွားပြန်ပါဦးနော်ဒွါရဖြစ်ပေါ်လာအောင်ပြောပြတာဆိုတော့အယူအဆလေးတွေကြောင့်မူလဆရာတော်တွေရဲ့ခေါင်းစဉ်အောက်မှာခိုင်းနေကွဲကုန်တာပေါ့အဲ့ဒါဒွါရခိုင်းပဲဒီအောက်ပြီးအောက်ရမှာအထူးသဖြင့်အေယာဝတီဖတ်တီမှာဒွါရခိုင်းကအာကြီးထင်ရှားတယ်ဒွါရခိုင်းကျန်တဲ့နေရာမှာတိတ်မရှိဘူးပြီးမှတခါအဲ့ဒွါရမှာကထက်ကွဲပြန်တယ်ဟိုချောင်းရဲ့အရှိတ်ပိုင်းနောက်ဘက်အုပ်စုတွေကွဲပြန်တယ်အဲ့တော့နောက်ချောင်းဒွါရဆိုပြီးတော့အဲ့မှာမူလဒွါရဆိုကွဲပြန်တယ်သူကဘူရင်းကိုမူလဒွါရ ဟိုဘက်ချောင်းရဲ့ဟိုဘက်ကံကိုအနောက်ချောင်းဒွါရဆိုခွဲပြန်တယ်ဒွါရမှာနှကိုင်းခွဲသွားကြတယ်နော်ပြီးမှဟိုဘက်ကဝေလို့ဝန်တို့ငှက်တွင်းလို့ဆိုပြီးတော့သူဆယ်တော်ကြီးတွေရဲ့အပေါ်မှာမူတည်ပြီးတော့အုပ်စုအုပ်စုတွေကွဲကုန်ကြတာအဲ့လိုနဲ့ကိုးကိုင်းခွဲသွားတယ်နောက်ပိုင်းဒီဘက်ဒီနိုင်ငံတော်ဖွဲ့စည်းတိစောက်ပုံဥပဒေအရဘာညာဆိုပြီးတော့အဲ့မှာဒီခိုင်းကြီးကိုးကိုင်းနဲ့နောက်တက်ဘယ်သူမှခိုင်းခွဲခွင့်မရှိတော့ဘူးဆိုပြီးတော့ပြတ်ထမ်းပေးလိုက်ရတာပေါ့နော်အဲကြောင့်ယနေ့မြန်မာနိုင်ငံမှာထပ်ပြီးတော့ခိုင်းခွဲခွင့်မရှိတော့ဘူး တန်ခါအားလုံးဒီဒီခိုင်းကိုခိုင်းထဲမှာပဲဆင်းရင်သွင်းရမယ်။ကျန်တဲ့ခိုင်းအစ်ဖွဲ့ခွင့်လုတ်ခွင့်မရှိတော့ဘူး။နော်အစိုးရကိုယ်တိုင်လုတ်ခွင့်လုတ်ရင်တော့လုံးမအောင်ရမှာပေါ့နော်။နိုင်ဥပဒေလက်ရှိဥပဒေရတော့ခိုင်းအစ်ထက်ဖွဲ့ခွင့်တော့မရှိတော့ဘူး။နော်အဲ့တော့ဒီခိုင်းကိုခိုင်းရတာအနစ်ချုပ်ပါပဲနော်။